အာကျွန်တော်တို့သိရှိထားတာလေးတွေဒီကွာ share ကြမယ်ကျွန်တော်လည်းသိလို့စိတ်ပြင်းပြပါတယ်သိလို့စိတ်ပြင်းပြသိချင်ကျွန်တော်မရဘူးပြသိချင်ကျွန်တော်ကလိုက်ပြီးတော့ share အဲ share လို့ share တဲ့ခါမှာကျွန်တော်နှစ်ဆက် share နှစ်ဆက် share လို့သိရှိတဲ့များအားလုံးကိုလည်းကျွန်တော်ကဒီလို comment နဲ့ကိုယ်လိုပဲဟောသူလည်းသိချင်ပါပဲလေဆိုတဲ့စိတ်နဲ့ပြန်ပြီး share ပေးတယ်နော်ခောက်ပါပြီကျွန်တော်ဒီနေ့ပထမဆုံးချက်နေနဲ့ကျွန်တော်လိုမျိုးပဲ online ပေါ်မှာ ြောဆိုနေရတာဟိုကျွန်တော်ရဲ့အကြောင်းရင်းကြီးကိုတယောက်ကိုသဘောဟင်းဆွဲခံတည်တယ်အားလည်းမှန်ပါလေနော်ဆွဲခံပြီဆိုတဲ့ခါကျတော့သူတို့ကတော့ပြပြသားသားပါလေဒါဒီကိစ္စမှာကိုသဘောဟင်းဆွဲခံရတဲ့ကိစ္စမှာတော့နှစ်ဖက်ကြည့်ရပါဘောနော်နှစ်ဖက်ကြည့်ရမယ်ဆိုတာကဟုတ်တယ်လေဥပဒေအထက်မှာဘယ်သူမှရှိတာမှမဟုတ်တာအဲ့တော့ကိုသဘောဟင်းအနေနဲ့လည်း ကိုစုံဘက်ပြန်ကြည့်ရင်တော့လည်းမှန်တယ်လို့သူတို့ဘက်ကကြည့်ရင်လည်းမှားတယ်လို့တော့မပြောနိုင်ဘူးပေါ့ဗျာနော်မင်္ဂလာညချမ်းမကိုမောင်းနဲ့မင်္ဂလာပါဗျာမင်္ဂလာပါအဲ့တော့နှစ်ဖက်ကြည့်ရမှာပေါ့ကိုစုံဘုန်းကြီးကလည်းအဲသူ့အနေနဲ့ဂိယူနာဒေါသလေးတွေပါလာရှိရယ်သူစိတ်ထဲရှိတိုင်းလွတ်လွတ်လပ်လပ်နှလုံးသားလာတဲ့စကားကိုပါဇက်ကထုတ်ပြောတဲ့ပုံကူတယောက်ဖြစ်တယ်ပေါ့နော်ယောသားပွင့်လင်းလုံးခဲ့ပါတယ်အဲ့ဒီတော့ကြောင့်မလို့အဲတချို့စကားတွေက စကားဆိုတာပြောမတတ်တဲ့အခါမျိုးတွေမှာဆဲသလိုဖြစ်နေတတ်တယ်လေနော်ဆဲလဲဆဲပါတယ်ပြောသေးလားအဲ့ဒီကြောင့်မလို့ကျွန်တော်တို့အဲသူဒါမဲ့သူစေတနာမှန်နဲ့စေရင်းစေတနာမှန်နဲ့ပြောနေတဲ့စကားတွေဆိုကျွန်တော်နားလေသိနေပါဘောနော်အဲ့ဒီကြောင့်မလို့သူအနေနဲ့ဆရာဖာလာဆွဲသွားတယ်ပေါ့ဗျာနော်အဲဆရာဖာလာဆွဲပြီးတော့ ရဲရလဲဖမ်းတာမဟုတ်ကြအစာရဖားဆိုရဆိုတဲ့ခါကျတော့နည်းနည်းလေးသူ့အတွက်ခီးလန်းလဲကျန်းနိုင်တယ်ပေါ့ဗျာနော်အဲကိုစောဘောဟင်းဆွဲခံရတယ်လို့နော်ဖမ်းခံရတယ်လို့ဖမ်းစီခစ်တာဖမ်းစီတယ်ပေါ့ဗျာပြောရမို့ဖမ်းတာပဲပေါ့နော်ဘာဖြစ်ဖြစ်အဲ့တော့သူဖမ်းခံရတယ်လို့နောက်ထပ်ပေါ့နော်အခက်မသိရင်အခက်မသိရင်အခက်မသိတဲ့လောက်လဲအဲဘလော့ခေါမလဲအခုချိန်မှာအားလုံးပေါ့ပြောဆိုနေတဲ့သူတွေအားလုံးသတိထားတင်ပါတယ် ကျွန်တော်ကိုယ်တိုင်လည်းသတိထားသင်ပါတော့ဗောနော်ကျွန်တော်လည်းကျွန်တော်လည်းအများကြီးသတိထားပါတယ်တခြားလင်းနေကျွန်တော်အားကြောင့်ကျွန်တော်ဘာကြောင့်မဆဲလဲဆိုလို့ရှိရင်ကျွန်တော်မေဂျာကိုမောင်းခင်ဗျာစကားပြောတာဆဲတာတခွန်းမှမပါဘူးဘယ်ပါမလဲဖေပါလို့ရှိရင်ကိုစောဖုန်းကြီးလိုမျိုးကျွန်တော်ဖမ်းမှမှာပေါ့နော်ဖမ်းလို့ရှိရင်ကျွန်တော်လည်းလည်းကြောက်တယ်လေနော်အားကြောင့်ကျွန်တော်မဆဲတာပါခင်ဗျာနော်ကိုမောင်းအလှလေးလာမယ်နော်ဒီပါလေအကောမောင်ပြောထားပြီးသားပါเนาะကောမောင်ကိုဖမ်းကျင်တဲ့ပါဆိုတဲ့စီချင်းလည်းဖမ်းလို့ရပါတယ် ဘာကြောင့်လဲဆိုရှင်ဒီနန်းကိုရှောက်ပြီဆိုတော့ဒီပေါ့နော်ဒီကျွန်တော်တို့ရှောက်ခဲ့တဲ့လမ်းနဲ့ရှောက်တဲ့လမ်းနဲ့ကျုံဆုံသမျှကန်ချမအောင်ရင်ဆိုင်ဖို့အသင့်မယ်အဲ့တော့ကျွန်တော်ကမြန်မာပြည်ရောက်ရင် NASA ကဖမ်းတာလဲဖမ်းမှာပေါ့လေနော်အထုတ်တူ PDF နဲ့ PDF ကလည်းတိုင်လည်းတတ်နိုင်တယ်ပြောမရအောင်အဲ့ဒီအတွက်ကြောင့်မလို့အကယ်၍များပေါ့နော် PDF အနေနဲ့အဲကျွန်တော်တို့အခုပြောတာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်မကျေနပ်တာများရှိလို့ရှိရင်လည်း ဒါသဘောပဲပေါ့နော်။ဘာကြောင့်လဲဆိုရင်ကိုလိုနေနေရတော့ရှင်ဆိုင်ရမှာပဲလေ။အဲ့တော့ဒီလမ်းကိုလျှောက်တယ်ဒီစကားတွေပြောပြီးဆိုတဲ့ကတော့ကိုယ့်အတွက်ကံတရားတွေဘာကံတရားပဲလာလား။ကောင်းတာလည်းရှင်ဆိုင်ရမှာပဲဆိုးတာလည်းရှင်ဆိုင်ရမှာပဲဖြစ်တယ်လေနော်။ကိုယ်စဖိုင်းလက်လာပြီလေ။အာမချားသေးပါဘူးနော်။မချားသေးပါဘူး။ဘာကြောင့်လဲဆိုတော့အနိုင်ဆုံးအနိုင်ဆုံးကိုသောဘောဟင်းက3ရက်လောက်တော့ကြာနိုင်တယ်သူရဲ့ကိစ္စလေးတွေကလေဒါအနိုင်ဆုံးเนาะကျန်တာတွေကတော့သူလွတ်လာပြီလွတ်လာပြီဆိုတော့ အာကျွန်တော်တော့မကြားသေးဘူးเนาะ online ပေါ်မှာသူ့ရဲ့ video အဟောင်းလေးတစ်ခုကိုတင်ပြီးတော့သူလွတ်လာပါပြီဆိုတော့ပြောနေရရောရှိတာပါဗျာเนาะကိုစားဝိုင်းလွတ်လာပြီဆိုတာမဟုတ်ဘူးလားအာ video finder တွေ့တယ်အဲ video finder တော့ကျွန်တော်ကျွန်တော်ကြည့်ရတာပေါ့เนาะအဟောင်းဖြစ်နေတာကိုတော့တွေ့ရတာပေါ့เนาะအဲ့ဒီတော့ကြောက်လို့တော့ကျွန်တော်တော့သတင်းမရသေးပါဘူးเนาะဖန်သွားတာပဲကြားသိရပါတယ်တီတီပေါ်မှာတွေ့တယ်မင်္ဂလာပါအဲ့တော့ ကုံမောင်နေနဲ့မဆဲဘူးဆိုတာအကြောင်းဖမ်းခံပါဆိုလို့ပေါ့အဲသူ့ဘာတော့လည်းပဲရင်ဆိုင်မှုအသိမှာပဲလို့ပြောချင်ပါတယ်နော်အဲ့တော့အဲတစ်ဖက်ကကြီးတဲ့ခါကျတော့လည်းတကယ်ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့သိရမှာကျွန်တော်တို့ကိုယ်တိုင်ပေါ့ကျွန်တော်လည်း line ပေါ်မှာပြောစုံနေသူတရားပဲလीနော်ကျွန်တော်အားလုံးသိရမှာကကျွန်တော်တို့ကိုခင်ဗျားတို့ဘလောက်ကြီးပဲအားပေးနေအားပေးနေပေါ့နော်ကျွန်တော်တို့အားပေးတာအရင်ကိုကျေးဇူးတင်တယ်တချို့ဆိုလို့ရှိရင်အားကာကြုံနေခင်ဗျားဝင်လောက်လိုက်ပါလားအဲတချို့ဆိုလို့ရှိရင်ကျွန်တော်ကိုအဲဘယ်လိုခေါမလဲ ရရှိသွားလောက်လိုက်ပါလားမြန်မာပြည်လာခဲ့ပဲဘယ်မှုပေးမယ်ညာမှုပေးမယ်เนาะအဲ့တော့ဘလောက်ကြီးပဲခင်ဗျားတို့အနေနဲ့ကျွန်တော်တို့ကိုချစ်လို့ယုံကြည်လို့ပေါ့เนาะအားကိုးလို့ပြောပြောကျွန်တော်တို့သိရမှာကကျွန်တော်တို့ဒီဟိုဘလော့ကောမ်ဆိုအွန်လိုင်းပေါ်မှာဝေဖန်ထောက်ပြနိုင်တယ်သူပဲရှိပါတယ်ကျွန်တော်တို့ဘလောက်ကြီးပဲအားပေးနေအားပေးနေကျွန်တော်တို့သိထားမှာကတကယ်အလုပ်ဆောင်ရွက်နေတဲ့သူဆိုရှင်ကျွန်တော်တို့ကလန့်ဘလော့ကောမ်နဲ့ရရှိအရာခံမကဒီမဟုတ်ပါဘူးเนาะကျွန်တော်တို့တကယ် တသားလေးတွေကအစလုံခြုံရေးရအစကျွန်တော်လေးစားရမှာပါ။ဘာကြောင့်လဲဆိုတော့သူတို့တွေတကယ်သူတို့ကတကယ်ဆောင်ရွက်နေတာပါ။တကယ်ဆောင်ရွက်တကယ်လုပ်နေတဲ့သူတွေကိုကျွန်တော်တို့ကလည်းလေးစားရမှာဖြစ်တယ်။နော်။အဲ့တော့ကျွန်တော်တို့လက်တွေ့ဘဝလည်းထည့်လိုက်ရင်ကျွန်တော်တို့ဒီလိုအောင်မြင်ညီမအောင်မြင်မယ်။ဒါမဲ့လည်းကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့ဒီ line ပေါ်မှာပြောဆိုမှုတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့ကြွမ်းကျင်ရလိမ္မာရပေါ့ကျွန်တော်တို့ပြောပါရပါဘောနော်။အဲ့တော့သူ့ကိုလည်းကိုလေးစားရမှာဖြစ်တယ်လို့ကိုကိုလည်းသူလေးစားရမှာဖြစ်တယ်။သူ့ရဲ့လှုပ်ဆောင်ချက် ဆိုလို့ရှိရင်တကယ်လက်တွေ့လုပ်နေတယ်ဆိုလို့ရှိရင်ဟိုတပ်သားလေးကနေစပြီးမနေ့တနေ့ကမှစစ်ထဲဝင်လာတဲ့စစ်သားလေးကနေစပြီးတော့ဟိုကာကြုတ်ထီကပွင့်လင်းပြောရင်လေးစားရမှာပါသူတို့ဆောင်ရွက်နေတယ်သူတို့ရဲ့အလုပ်တွေကခက်ခဲပါတယ်ခင်ဗျကျွန်တော်တို့ကပြောပြီးတော့ကျွန်တော်တို့ကသူတို့သူတို့ကိုဝေမန်းနဲ့ထောက်ပြတယ်နော်အဲပြောဆိုနေပေမဲ့ကျွန်တော်တို့သိထားရမှာကကျွန်တော်တို့ဒီတကယ်လုပ်နေတဲ့သူတွေမဟုတ်ပါဘူးနော်ကျွန်တော်တို့ကသိတာကိုแชร์နိုင်တယ်ဝေမန်းနိုင်တယ်ထောက်ပြနိုင်တယ်တော်တော်လည်းပဲ ကိုရီးယားဖြစ်စေချင်တာဒီလိုမျိုးသူတို့ကမလုံနိုင်တဲ့အခါမျိုးတွေမှာကိုရီးယားကိနာဒေါ်လာတွေထွက်တာမျိုးကြာကိုဘက်ကရှော့ရမယ်ကျွန်တော်တို့အဲ့ဒါကိုဒီလိုမျိုးနားလည်ထားတဲ့အတွက်ကြောင့်မလို့ဖြစ်တာတွေမဖြစ်တာတွေကြုံလာတိုင်းမှာကျွန်တော်ဆဲဆိုဘာကြောင့်မလုပ်လဲဆိုရှင်ကျွန်တော်တို့လည်းကိုကျင်းစားရလीနော်အဲ့ဒါကြောင့်မလို့လုံနေတဲ့သူတွေပေါ်မှာလဲကိုရီးယားလေးစားမှာဖြစ်တယ်အဲ့ဒါကိုကိုစောဘောကြီးနေနဲ့လဲချုပ်ကိနာဒေါ်လာလေးတွေနဲ့ပြောဆိုတဲ့နေရာမှာအဲနည်းနည်းလေးအဲဘယ်လိုခေါ်မလဲသူတို့ ခက်ခဲရှိသွားတယ်ပေါ့နော်ရှိသွားတော့ကြောင့်မလို့သူ့မှာဒါမျိုးဖန်စီဖန်စီပေါ့နော်ဖန်စီမှုခံရတယ်လို့ကြားသိရတယ်ပေါ့နော်အဲ့တော့တော့လည်းသူ့အတွက်လုံးဝစိတ်မကောင်းပါဘူးကိုစောဖောင်ကြီးတော့နော်ကြောက်နေတာလားကြောက်တော့ဗျာလူပဲอ่ะနော်ကြောက်တတ်ပါလေဗျာနော်အဲ့တော့နောက်ထပ်ကိုစောဝင်းဘက်ပြန်ကြည့်မယ်ဟေ့ဆိုရှင်လေသူကတက်မလို့တော့ရွရွချင်ချင်ပေါ့နော်တထတအားတကယ်ကိုဆောင်ရွက်နေတဲ့ပုံစံတယောက်ဖြစ်တယ် အပြီးတော့ရှိရင်လည်းပြည်သူနဲ့တက်မလို့ကြားတယ်မှာတကယ်ပေါင်းကူတရာကြီးဖြစ်တယ်ပေါ့ဗျာနော်ပြည်သူစီကတင်ရသူ့စီကိုအမြဲရောက်တယ်ပြီးတော့ရရှိတဲ့ဒီတက်မလို့ကြားတယ်မှာလည်းသူ့ရဲ့ဘယ်လိုခေါ်မလို့ဆိုရှင် သူ့ရဲ့စွမ်းဆောင်မှုကတခုပါဆိုတကယ်တမ်းပေါ့နော်တက်မလို့နေနဲ့ကောင်းကောင်းမွန်မွန်သာအသုံးချတတ်မယ်ဟေ့ဆိုလို့ရှိရင်တက်မလို့တော့တကယ်ကိုအာလက်ယုံတစ်ဖွဲအားကိုးရမယ်ပုံကတရားမျိုးပါနော်အဲ့တော့အဲသူ့အနေနဲ့ကြည့်မယ်ဆိုရှင်သူဒီတိထားတာတွေအများများတယ် ိထားတာရမ်းများတဲ့အခါမှာအဲသူအနေနဲ့တချို့နေရာတွေမှာအားမလို့အားမရဖြစ်တာရှိမယ်ချို့နေရာမခံကျင်စိတ်ရှိမယ်ဘာကြောင့်လဲဆိုတော့သိထားတယ်လေဗျတကယ်တမ်းခံနေရတဲ့အောက်ခြေမှာတကယ်တမ်းပြည်သူတွေခံနေရသူသိတယ်ဗျသူခံစားရတယ်နော်ပြီးတော့လောင်းငယ်သားလေးတွေပေါ့စစ်တီခံစားနေရလဲသူသိတယ်ဗျအဲ့တော့သူခံစားရတယ်သူခံစားချက်တွေကအရန်ကိုညားတဲ့အခါမှာသူကတော့လွတ်လပ်တဲ့အပြင်ကတယောက်မို့လို့ပေါက်ကွဲနိုင်တယ် စစ်တီလေးတွေကလည်းစစ်တီလေးတွေပြည်သူတွေကပောက်ကွဲခြင်းပဲမပောက်ကွဲရဲဘူးအဲ့တော့စစ်တီလေးတွေနောက်တစ်ခုတွေပေါ့နော် တက်မလို့သားတွေနောက်လူပြည်သူတွေကပောက်ကွဲမဲ့လက်ပစ်ဘုံဟာမင်းတို့တော့မပောက်ကွဲနဲ့ကွာငါပောက်ကွဲပြီးမယ်ဆိုပြီးတော့သူပောက်ကွဲတဲ့အခါမှာတော့ကြည်ရတာပြည်သူတွေကိုစားနော်တက်မလို့သားလေးတွေကိုစားပြီးတော့တကယ်ခံရတဲ့သူတွေကိုစားသူဒီပောက်ကွဲပေးလိုက်တဲ့အခါကျတော့အားလုံးရဲ့ကိုစားသူများခံရမယ့်အဖြစ်တွေအားလုံးကသူ့စီမှာရောက်သွားတဲ့ပုံစံမျိုးဖြစ်သွားတယ်လို့ကျွန်တော်သုံးသပ်တယ်ပေါ့နော်အဲ့တော့ ားလုံးရဲ့ကိုစားပါသူ့ရဲ့ပြိတ္တတွေကိုစားသူသည်စတိခံလိုက်ရတယ်လို့ကျွန်တော်သုံးသပ်ပါတယ်ပေါ့နော်ဟုတ်လားအဲ့တော့အဲ့တော့ဒီနေရာမှာကျွန်တော်ဘာလို့သွားတွေ့ရဆိုတဲ့ခါကျတော့နှစ်ဖက်စလုံးကြည့်မယ်နှစ်ဖက်စလုံးကမမပါဘူးလို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်အဲနောက်ထပ်ကျွန်တော်ထပ်ပြီးပြောချင်တာကအဲဒီနေရာမှာဥပဒေထပ်မှာဘာမှမရှိဘူးလေဗျာနော်ဥပဒေထပ်ဆိုတာက ကိုယ်တော်ဘုရင်ဤတဲ့ဥပဒေကဒီဆက်သွယ်ဥပဒေဖြစ်ပါလိမ့်မယ်နော်အဲဒီဥပဒေနဲ့ညှိတဲ့အခါမှာတော့ဥပဒေအထက်မှာဘာမှမရှိဘူးကျွန်တော်တို့လည်းမြန်မာပြည်ကဖမ်းပါနော်ကျွန်တော်ဥပဒေနဲ့ညှိရာရှိနေမယ်ဖမ်းနိုင်တယ်ဘာကြောင့်လဲအာကျွန်တော်ဒီဥပဒေကိုလေးစားလိုက်နာတဲ့သူတယောက်ဖြစ်တယ်ဥပဒေနဲ့ကျွန်တော်ကျွန်တော်နဲ့ကြုံတဲ့ပြဿနာတွေပြဿနာတွေမှာကျွန်တော်စိတ်လိုက်မှာပါဖြေရှင်းလို့မရှိဘူးအဲကျွန်တော်ဒီဥပဒေကိုအားကိုးတယ် institution ကိုအားကိုးတယ်အားကိုးပြီးတော့ဖြေရှင်းလို့ရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုယ်တိုင်လည်းဥပဒေကိုကျူးလွန်နေကျွန်တော်ဖမ်းနိုင်တယ်စီးနိုင်တယ်နော်အဲ့တော့ အဲ့ဒါလေးပြောချင်တယ်အဲနောက်တစ်ချက်အနေနဲ့ကျွန်တော်ပြောချင်တာကဥပဒေနဲ့မြန်မာပြည်ဥပဒေကခတ်တာကတခုရှိတယ်ဗျမြန်မာပြည်ဥပဒေကလူကိုခင်ရင်မူကိုပြင်တယ်လူကိုမိုးရင်မူကိုသုံးတယ်ဆိုတဲ့ပုံစံမျိုးရှိတာလဲခတ်တယ်အဲ့တော့ဥပဒေနဲ့ညီဆိုရင်အားလုံးပေါ့နော်ဘယ်သူ့ကိုမစိုးဘယ်သူ့ကိုမစိုးဥပဒေနဲ့အရေးယူမယ်ဟဲ့ဆိုလို့ရှိရင်အခုဖြစ်တဲ့ပုံစံကလူကိုခင်တဲ့အချိန်မှာကြာတာလှွက်ထားတယ်လူကိုခင်တော့မူကိုပြင်ထားတယ်ပေါ့ဗျာနော်ဟာလှွက်ထားလိုက်ပါကွာငါကောင်းလေငါချစ်စရာအဲ့တော့ ပြောတဲ့သူက तू ပေါ့နော်ပြောတဲ့သူတွေဆောင်ရွက်နေတဲ့သူတွေကသူတို့မားလို့မားမှန်းမသိတဲ့အချိန်မျိုးဖြစ်သွားတယ်အဲ့တော့လူကိုခင်နေတဲ့အချိန်မှာမူကိုပြင်ထားပေမဲ့အခုတော့လူကိုမုံမီထင်ပါတယ်လူကိုမုံတဲ့အတွက်ကြောင့်မို့လို့ကျတို့မူကိုတုံးနေပါပြီเนาะမူကိုတုံးနေတဲ့ချိန်မျိုးအမူတုံးခါတော့ခင်အောင်မနေရမဲ့ပုံစံမျိုးဖြစ်နေရเนาะကျွန်တော်လည်းအခုကြောင့်မလို့တိတ်မစဲရပါဘူးပြောလို့ပြောရပါဘူးပြေเนาะအဲ့တော့ဒါကြောင့်လေးကျွန်တော်လာဖမ်းနေပါအောင်မယ်အဲ့တော့လူခင်မူကိုပြင်နေမြန်မာပြည်ရဲ့ဥပဒေကလည်း ကျွန်တော်တို့ခြေကံဥပဒေအထိခြေကံဥပဒေနဲ့ဟိုအောက်ဥပဒေအထိအာတည်ဝင်းဖြစ်နေတာတည်ဝင်းဖြစ်နေခါကျတော့ခြေကံဥပဒေအောင်ကြည့်ပါဗျာမတည်ဝင်းရမှဒီလောက်ဆွဲလို့ရှိရင်ပြတ်သွားပြီအခုဆိုလို့ရှိရင်เนาะအပုံမှန်ဟိုကောင်ဆိုဆယ်လေးနင်းငါပေါ့လေးနင်းငါရတာမမဟုတ်တော့ခြေကြီးဆိုတည်ဝင်းလို့ပဲဆန့်လာဆန့်လာဆန့်လာเนาะမြန်မာပြည်ရဲ့ဥပဒေကလည်းတည်ဝင်းမှတည်ဝင်းနေအဲ့တော့ကိုယ်တော်ဘုရင်ကိုတနာညာတာတတ်မယ်ဟေ့ဆိုလို့ရှိရင်လည်းမြောက်လေဗျာเนาะဟိုပြောမယ်ဆိုရင် တရီခွင်းတရီခွင်းလိုပဲခင်ဗျားတို့တော့မှပဲနော်ပုံမှန်၄နှစ်၅ရာတာမန်အချိန်မဟုတ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ခုပုံမှန်၄နှစ်၅ရာဆိုပြီးတော့တရီခွင်းလိုမျိုးပဲဥပဒေဆွဲရင်ဆွဲရင်ဆွဲရင်6လ6လ6လနော်တရီခွင်းလိုဖြစ်နေတဲ့ခင်ဗျားတို့တော့မှတရီခွင်းလိုမျိုးကြင်ကြံနိုင်သေးရဲ့ကိုတက်မတော်အတွက်ပြောလို့ဆိုမိရတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဲကိုဇော်ဘောဟင်းရဲ့အကြည့်ကလေးတွေကိုတက်နိုင်ဆုံးပေါ့နော် တည်ဝင်းလို့ပဲခင်ဗျားတို့တော့မတည်ဝင်းလို့လုပ်နေအဲ့ကိုစော်ရေးအမှုလေးတည်ဝင်းလို့မျိုးပဲတန်းနိုင်မြကြိတ်ပြီးတော့နော်ကြိတ်ပြီးတော့လွပေးစီခြင်းပါလေလို့ကျွန်တော်ကတော့တောင်းဆိုပါတယ်ပေါ့နော်အဲ့တော့ဥပဒေတည်ဝင်းပါပဲဗျာနော်ခင်ဗျားတို့ခင်ဗျားတို့အကောင်လုံးကိုရှောက်ကြည့်လိုက်ပါဦးမင်းအွန်လိုင်းကိုယ်တိုင်လည်းသူလက်တည်ဝင်းပဲကြည့်ပါလားဒီတက်ချုပ်ရာထူးကိုသူယူထားတာပဲလေယူထားတဲ့အချိန်မှာလည်းသူယူစရာမရှိတဲ့ခါကျတော့ဥပဒေကိုကြည့်လိုက်ဟာတည်ဝင်းတွေ့ပြီဆိုပြီးတော့ တည်ပြီးလို့ပဲအခုတက်ချုပ်ရလို့လည်းသူနောက်ထပ်ထပ်ယူထားတာပဲလေနော်။ဟောကြည့်အခြေခံဥတွေရဖြစ်တယ်တမလားထပ်လုပ်ထားသေးရဲ့ကြည့်အောင်။ဟောတည်ဝင်းမဲ့လေနော်။ပုံမှန်၄လ၅လ၆လ၆လထိုးရလဲတည်ဝင်းမဲ့လေ။သူကိုယ်တိုင်လည်းပြောရတယ်အရာမှာဥတွေကြည့်လို့မရဘူးလေသူပြောတာမဟုတ်လား။အဲထို့တူပဲ။ကိုယ်စော်ဖွင့်ကိစ္စမှာလည်းဖြစ်တန်ကြီးရှိဆုံးကိုတော်မှဥတွေကိုဒါမျိုးလေးတည်ခွင်းလို့လုံနိုင်သေးရဲ့နော်။သူတို့မျိုးဒါခင်ဗျားတို့ကယာတုယာကန်နေယာဒီနဲ့เนาะဟိုယလို့ခင်ဗျားတို့တည်ခွင့်လို့လောက်တာသူ့မှာ ဘာလို့ဘာမှမရမယ်အမုန်းခံတာသူကသူ့နာမည်လေးအောင်ရေးထားပါလေဘာလဲဆိုလို့ရှိရင်အမုန်းခံချက်ဘာလဲနေသားမအောင်အဖြစ်ဘာလဲနေရေးပါအောင်ဗျဘာလဲသူ့နာမည်သူ့နာမည်ရေးတာလေတက်တော့မှာဘယ်လိုပြောလဲဗျပြောပါအောင်ဘာလဲအမုန်းခံလူသားလားနော်ဟုတ်လားအဲ့ဟုတ်ပါဟုတ်ပါဟုတ်ပါနော်အဲ့တော့အဖြစ်ကံဘဝနဲ့အော်ဟုတ်ပြီအဖြစ်ကံဘဝနဲ့အမုန်းခံလူသားဆိုပြီးတော့သူပြောထားတာပဲလေနော် အဲ့တော့အဲ့ဒါကြောင့်မလို့သူကဒီလိုမျိုးဘဝလေးတော့မှသူနော်ဒီဘဝနဲ့သူတက်မလို့ကို ထောက်ပံ့ထောက်ပံ့ပြောဆိုနေရရှိရောနည်းနည်းပါပါကျွန်တော်ဖြစ်တန်ကြီးအစီအစုံပေါ့ဗျာနော်နည်းနည်းပါပါဆုံးမပြီးတော့နည်းနည်းပါပါနားဝင်အောင်ပြောပြီးတော့အဲပြန်လုပ်ပေးစီချင်ပါတယ်နော်ဥပဒေထပ်မှာဘယ်သူမှမရှိတာမှန်ပေမဲ့ခင်ဗျားမြန်မာပြည်ဥပဒေကတည်ရခွင့်မှာနော်တည်ရခွင့်မှာတည်ရခွင့်မှာခင်ဗျာနော်ကိုရီးယားနဲ့အားပေးနေပါတယ်ကိုရီးယားကျေးဇူးအများကြီးထပ်အဖြစ်ကံဘဝနဲ့အမောင်းခံလူသားဟုတ်ကဲ့ဟုတ်ကဲ့နော် ဲ့တော့အခုဖြစ်တဲ့ပုံစံကကျွန်တော်ဥပဒေကိုလေးစားတဲ့အကြောင်းမို့လို့ကိုစောဘုန်းကြီးဘက်ကလည်းကျွန်တော်ကအပြေဝမရက်တည်ရဲဘူး။ဘာကြောင့်လဲဆိုတော့ဟုတ်တယ်သူပြောတဲ့ပုံစံတွေကကျွန်တော်ကလည်းညိတာပဲသူလည်းညိမှာပဲ။အဲ့တော့တစ်ဖက်ကလည်းအပြေဝမရက်တည်ရဲဘာကြောင့်လဲတစ်ဖက်ကလည်းတည်ရဲကိုယ်။သူဘက်ကကြည့်ရတဲ့ဥပဒေညိဆုံးတာကျွန်တော်ဥပဒေကိုလေးစားတဲ့သူတယောက်အနေနဲ့ကတော့အဲကျွန်တော်နှစ်ဖက်စလုံးလေးစားပါတယ်ကြာနော်။သူ့ဘာသာလည်းပဲကိုစောဘုန်းကြီးကတော့ခင်ဗျားတို့တော့တည်ရဲကွင်းလို့နော်။ဦးမင်းအွန်လိုင်းတည်ရဲကွင်း ဥပဒေအရတော့ဥပဒေထက်မှပုံမှန်မရှိရမှန်းမသေရေခွင်းလိုမျိုးလုပ်ပြီးတော့ရာလုံးထက်ယူတယ်သေရေခွင်းလိုလုပ်ပြီးတော့6လ6လတိုးတယ်အဲကိုစိုးဘွင်းကိစ္စမှာလည်းသေရေခွင်းလိုလုပ်ပြီးတော့เนาะဒါကိုတော့ကောင်းဖို့လုပ်ပေးနေတဲ့ကိုသားတယောက်ပဲပေါ့เนาะကိုညီလေးတယောက်ပဲဆိုပြီးတော့ဟိုလုပ်ပေးစေချင်ပါတယ်เนาะပေးရမစူတန်ဆေးလွန်ဆေးဖြစ်တဲ့အချိန်နေတဲ့အခုအချိန်တွေကဖန်တီးစေခဲ့တယ် ကျေးဇူးအများကြီးတက်လှုပ်ပေးမှာပါကိုဖုံးကိုလှုပ်ပေးစီခြင်းပါအခုမန္တလေးနန်းနင်းမှာရောက်နေတယ်စစ်စေးခံရတော့ကြားသိတယ်ဗောနော်အဲတချို့ကလည်းဖွားနေပါဗျာနော်အဲဘာပဲဖြစ်ဖြစ်တော့စာရဖကဖမ်းတယ်ဟေ့ဆိုလို့ရှိရင်တော့အတူတူရဲရဖမ်းတာမဟုတ်လေနော်ဒီကိစ္စစာရဖဖမ်းတာဖြစ်တယ်ဆိုတော့ချောင်းမလို့သူတက်ကျွန်တော်တို့ကြည့်ရတာလေနည်းနည်းလေးခကြီးကြမ်းတမ်းနိုင်ပါတယ်ခင်ဗျာနော်ကြမ်းတမ်းနိုင်ပါတယ်အဲကြောင့်ကျွန်တော်နည်းနည်းစိတ်ပူမိတယ်စိတ်မကောင်းလည်းဖြစ်ရတယ်ကိုယ့်ရဲ့ ညီကိုပေါ့နော်ကိုယ့်ရဲ့ညီကိုနောင်တော့တယောက်ပေါ့ဗျာပြောရမှာဆိုရင်နော်သူနဲ့ကျွန်တော်ဆိုတတ်တူကြော်ဒီလောက်ပဲရှိပါလားအဲ့တော့ကျွန်တော်တို့အဲတကယ်ကိုလေးစားပါလေသူလည်းနော်ကျေးဇူးပြုပြန်လှုပ်ပေးပါလို့နော်ကျွန်တော်ကိုလည်းတီးခံပေးပါလို့နော်အဲ့တော့ဒါကတော့တခုပေါ့ဗျာနော်ကျွန်တော်အနေနဲ့ဒါမဲ့အဲ့လိုပြတ်သားချကြီးဆိုရင်ကျွန်တော်တို့ကျွန်တော်ပေါ့နော်ကျွန်တော်တို့ကိုယ်စော်ဖိုင်းတို့ဘလောက်ထိဘလောက်ထိတက်မလို့ပေါ့ညားရဲဆိုတာကျွန်တော်တို့ကိုယ်တိုင်ပဲသိတာနော်ကျွန်တော်တို့တော့မှဘလောက်ညားရဲဗျာနော် တို့ပါတော့ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီတီတိုင်းလည်းမပြောဘူးနော်တီတိုင်းလည်းမပြောဘူးပြောတင်တာကိုပြောတယ်အရေးကြီးတာကိုပြောတယ်နော်အဲ့တော့ကျွန်တော်တို့ကဘလောက်ထိညာလဲဆိုတော့ကိုစုံဘိဘလောက်ထိတက်မလို့ကညာလဲဆိုတော့ကျွန်တော်သိတယ်နော်ဘာကြောင့်လဲ तू တီတိုင်းတန်ပြောလို့ရှိရင်ခင်ဗျားတို့စက်တအခြေအနေ तू အကုန်သိတယ်နော် तू အကုန်သိတယ်အမေ तू တီတိုင်း तू မပြောဘူးတခါကျွန်တော်တို့ဖုန်းလေးပြောဖြစ်ပါတယ် ဖုန်းလေးပြောပြတဲ့ခါမှာကျွန်တော်ကစကားလေးတီးခေါက်ကြည့်ပါတယ်ခမားကအာအကိုကဘာတီးလို့လဲဆိုတော့ပုံစံပြအမော်တော့အဲ့လိုမျိုးပြောတော့မဟုတ်ဘူးနော်သူတီးထားတယ်ဆိုတော့သွားပြီးတိုက်နေတာမနော်တိုက်တဲ့ခါမှာသူသာကယ်ရေးအဲ့တီးတဲ့အတိုင်းပြောလိုက်မယ်ဟိဆိုလို့ရှိရင်တက်မတော်ရဲ့ဟိုဆောင်ရွက်ချက်တွေတော်တော်များများကြာရှုံးသွားနိုင်တယ်ဘာကြောင့်လဲသူတက်မတော်ကိုညှာနော်တက်မတော်ကိုသူတစ္ဆာဆောင်တီးတာသူတီးတိုင်းမပြောဘူးလုံးဝမရတဲ့အဆုံးမှသာ online မှာတက်ပြီးသူပောက်ခွဲတယ်ဆိုတာက အလုတ်လုံးဝမလုံလုံလို့သူပေါက်ပြတာဒါပေမဲ့ तू တိတိုင်းသာပြောလို့ရှိရင်ခင်ဗျားတို့တက်မလို့အတွက်ကအဲတတော်များများသောအချက်လက်တွေအားလုံးဟာခက်ခဲသွားနိုင်တယ်ဗောနော်ခက်ခဲသွားနိုင်တယ်အဲ့တော့ तू ကလည်းတက်မလို့ညာသူခင်ဗျားတို့ကလည်းတက်မလို့ပြန်ညာပါလား तू ကလည်းအမှန်တိုင်းပြောကြကြည့်ဆိုဒုက္ခရောက်လာပြအထူးတူပဲကျွန်တော်ကိုယ်တိုင်ဗောနော်ကျွန်တော်ကိုယ်တိုင်လည်းတက်မလို့လည်းပတ်တိုင်းတော်တော်ညာပါတယ်နော်ညာပါတယ်ဒီတိုင်းလည်းကျွန်တော်တို့မပြောပါဘူးတကယ်တကယ်တမ်းကိုနဲ့မဆိုင်တဲ့ကိစ္စဝင်းတော်မပြောဘူးဗျာဝင်းလည်းဝင်းလည်း ဝင်လည်းမပြောချင်ဘူးကိုနဲ့မဆိုင်တဲ့ကိစ္စတွေမှာတက်နိုင်ဆုံးဝေးဝေးရှောင်တယ်အလုံးဝမတရားတဲ့ကိစ္စတွေမှာကျွန်တော်ပြောတယ်ကျွန်တော်ကိုယ်တိုင်လည်းမူကျွန်တော်ရဲ့မူဝါဒအတိုင်းပေါ့နော်ကျွန်တော်ပြောပါတယ်အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့လည်းတက်မတော်ကိုညားပါတယ်ခင်ဗျားတို့ကကျွန်တော်တို့ကိုနော်ကျွန်တော်တို့ကိုမညားဘူးဟဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလည်းခင်ဗျားတို့တတ်ညားပါတော့မှာဗျာမြင်တဲ့အတိုင်းရှိဖို့ရှိတိုင်းကြိုးကြပါဗျာနော်အမှန်အမှန်အတိုင်းခြားကြခြားခြားပြောကြဆိုဘာလို့ဖြစ်ကုန်မလဲအဲ့တော့